မတို့ပကူမျိုးသားအဖွဲ့ချုပ် PNO ပါတီရဲ့ရည်ရွယ်ချက်အချုပ်ကိုတင်ကြရမယ်ဆိုရင်ဖြင့်ဒီတော်စုတိုင်းရင်းသားလူမျိုးများအားလုံးတန်းတူရည်တူအပြန်အလှန်လေးစားတန်ဖိုးထားတာစစ်မှန်သောမျိုးချစ်စိတ်တက်ကိုထားဝစဉ်ရှင်တန်စီပြီးဥပဒေပေါင်းအတွင်းအတူတူအမြအတူတူကနေထိုင်တာမြို့ပြနဲ့ဂျင်းလက်ဒေတာဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင်ဟန်ချက်ညီညီဖြင့်လူစားအားအရင်အမြင့်ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်က ီတော်စုတရမြန်မာနိုင်ငံတော်ကြီးထောက်ရအတွင်းရှိတည်ထောင်ခိုင်မြဲအောင်သွေးစည်းညီညွတ်စွာစုပေါင်းအတူတကွလက်တွဲနေထိုင်ကြရန်ဖြစ်ပါတယ်။ဆက်လက်ပြီးကျမတို့ပအိုးမျိုးသားအဖွဲ့ချုပ် PNO ပါတီရဲ့ရှေ့လုပ်ငန်းစဉ်အကြောင်းတင်ပြလိုပါတယ်ရှင်။ကျမတို့ဒီရှိလုပ်ငန်းစဉ်ဟာဆိုရင်ကြီးလေးတဲ့အမျိုးသားရေးတာဝန်ကိုလင်းနဲ့စွာခံယူရင်းစစ်ထမအကျင်းပအိုးအမျိုးသားညီလာခံတွင်ချမှတ်ထားသော ရှိလုပ်ငန်းစဉ်များဖြစ်ပါတယ်။ အဲ့ဒီရှေ့လုပ်ငန်းစဉ်ကိုချက်ကတော့တင့်အိုးတိုင်းရင်သားအချင်းချင်းအစင်ထော်ရစီလုံးညီညွတ်မှုရှိစေရန်ဦးတည်ဆောင်ရွက်မည်။နင့်တိုင်းရင်သားအချင်းချင်းငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမှုကိုဆွဲကင်ကတူဦးပေါ်တူဦးနားလည်မှုဖြင့်အပြန်အလှန်လေးစားတန်ဖိုးထားပြီးထော်ရသွေးစည်းညီညွတ်မှုရှိစေရန်ဖော်ဆောင်မည်။၃ နှံသောမျိုးချစ်စိတ်ထောင်စဉ်ရှင်သန်ထွန်းကားစေပြီးမိမိတို့၏အမျိုးကုံဇာတိကုံကိုသားစင်မြေဆက်သည့်အမွေကောင်းပေးနိုင်အောင် စီမံဆောင်ရွက်မည်။လေဒေသတွင်မိတင်းနေထိုင်ကြသောတိုင်းရင်းသားအလုံး၏အခြေခံလူအခွင့်အရေးနှင့်ဒီမိုကရေစီအပြည့်အဝရရှိခံစားနိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်မည်။နာဒီတော်စုတမရမြန်မာနိုင်ငံအတွင်းပအူတိုင်းရင်းသားများရှိရာဒေသတိုင်းတိုင်းရင်းသားပေါင်းစုံတို့၏စာပေ 八达时间，新街木这里常年有个成堆棉针币。新街木我们人呢，跑途经过阿背过年木片，随手桑月米。操，赵大文一东北古绿茶园，去看下面木棉的人，快随我去看五里坝边成群呀，过万二千捆呀，地大古多切桑月币，多人一抢大呀多，丰收都得到最大片桑月米。 င်းရင်းသားများနဲ့အတူရှင်တွဲနေထိုင်သောတိုင်းရင်းသားများအားလုံးဒီမိုကရေစီကျင့်စဉ်ရင်းကျက်စေရန်နှင့်အားလုံးလက်ခံကျသုံးနိုင်စေရန်လေ့ကျင့်ပေးပြီးတိုင်းရင်းသားများလိုလားသည့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ထွန်းလာအောင်ဦးတည်ဆောင်ရွက်မည်ရှင်ဒေသအတွင်းပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊လမ်းပန်းဆက်သွယ်ရေးနှင့်လက်စစ်မင်းစသည့်လူအဖွဲ့အစည်းအခြေခံလိုအပ်ချက်များပြည့်စုံကုန်လုံမှုရှိအောင်ဆောင်ရွက်မည်။ ကိုတိုင်းရင်းသားအချင်းချင်းချစ်ကြည်ရင်းနှီးမှုနဲ့ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုများရရှိအောင်အလေးထားဆောင်ရွက်မည်စသည်တို့ဖြစ်ပါတယ်။မဲဆန္ဒရှင်မိဘပြည်သူများရှင်ကျမတို့ပအိုးအမျိုးသားအဖွဲ့ချုပ် BNO ပါတီဟာအတူရှင်တွဲနေထိုင်တဲ့တိုင်းရင်းသားများနဲ့လက်တွဲဆောင်ရွက်ရေးအတွက်စည်းရုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျမတို့ဒေသမှာပညာရေးကိုအဓိကထားပြီးစီမံချက်နဲ့ဆောင်ရွက်လာခဲ့ပါတယ်။ ကြေးရွာတိုင်းမူလတန်းချောင်းဖွင့်လျင်ကြေးရွာအုပ်စုတိုင်းအလဲတန်းချောင်းဖွင့်လျင်မြို့နယ်တိုင်းအထက်တန်းချောင်းဖွင့်လျင်နဲ့အထက်တန်းချောင်းတိုင်းရွက်ဝီချောင်းသူချောင်းသားများအတွက်ဘောရာဆောင်ဖွင့်လျင်ဆိုပြီးပြည်သူလှုပ်ရှားမှုအသွင်ဖြင့်1990ခုနှစ်ကစတင်အကောင့်ထည့်ဖော်ခဲ့ပါတယ် ဒီကနေ့ကြည့်မယ်ဆိုရင်ပိုးဦးဒေသမှာရှိတဲ့လူငယ်မောင်မယ်များဟာအရင်ကနဲ့မတူပဲတက္ကသိုလ်များမှာတက်ရောက်ပညာသင်ယူနေတာကိုများစွာတွေ့မြင်ပြီးတက္ကသိုလ်ပွဲရတွေလည်းတိုးတက်လာလျက်ရှိပါတယ်။ ကျမ်းမာရေးဆောင်ရှောက်မှုကဏ္ဍလမ်းပန်းဆက်တွေရေးတိုးတက်ကောင်းမွန်တဲ့ကဏ္ဍစတဲ့လူမှုရေးလုပ်ငန်းများကိုလည်း2010ခုနှစ်မှာရွေးကောက်တင်မြောက်ခံရတဲ့ကိုယ်စားလှယ်များရဲ့ကြိုးစားအားထုတ်မှုကြောင့်အခမ်းကဏ္ဍပေါင်းစုံတိုးတက်လာပြီးကြံရှိတဲ့သက်တမ်းကာလမှာလည်းဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပို့အမျိုးသားအဖွဲ့ချုပ် BNO ပါတီမှလွတ်တော်ကိုယ်စားလှယ်များရဲ့ကြိုးစားဆောင်ရွက်မှုကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးများကိုပို့လူမျိုးတစ်မျိုးတည်းသာခံစားရရှိခြင်းမဟုတ်ပဲဒေသတွင်းမှာအတူရှင်တွဲနေထိုင်တဲ့ညီနောင်တိုင်းရင်းသားများအားလုံးခံစားရရှိနေတာကိုတွေ့မြင်ကြပြီးဖြစ်ပါတယ်ပူအမျိုးသားအဖွဲ့ချုပ် BNO ပါတီဟာတနင်္ဂနွေလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ကြိုင်မှာမဟုတ်ဘဲပူအတိုင်းရင်းသားအများစုရှိတဲ့ဒေသများမှာသာဝင်ရောက်ရှင်ကြိုင်မှာဖြစ်ပါတယ်။ ကျမတို့ဗဟုအမျိုးသားအခွဲချုပ် BNO ပါတီမှကိုယ်စားလှယ်များအနိုင်ရရှိပါကလွတ်တော်ထဲမှာတိုင်းရင်းသားများရတင်ရထိုက်တဲ့တန်းတူခွင့်ရည်များကိုစူးစမ်းဆောင်ရွက်ပေးသွားမှာဖြစ်တဲ့ကဲသို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက်လွတ်တော်တွင်ရောက်ရှိလာမည်လွတ်တော်ကိုယ်စားလှယ်များအားလုံးနှင့်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ထို့အတူအစ်စ်ဖွဲ့စည်းမဲ့အစိုးရအစ်စ်နဲ့ပူးပေါင်းပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စဉ်းစားအားထားရပါတော့မဲဆန္ဒရှင် မိဘပြည်သူများရှင်မိဘပြည်သူများအားလုံးကိုပန်ကြားလိုတာကတော့2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်ကျင်းပပြုလုပ်တဲ့ရွေးကောက်ပွဲမှာကျမတို့ပါတီဝင်ရောက်ရှင်တိုင်မဲ့မဲဆန္ဒနေတွင်မှာကျမတို့ကိုယ်စားလှယ်များကိုမဲပေးကြဖို့အားပေးကြဖို့အတွက်ပြည်သူရဲ့မြေတားကိုခံယူပြရစီရှင် ကျမတို့ပအိုးအမျိုးသားဖွဲ့ချုပ် BNO ပါတီရဲ့အလံဟာပအိုးအမျိုးသားအလံဖြစ်ပြီးပါတီရဲ့အမတ်တစိုက်ကတော့မိမိတို့ရည်မှန်းထားတဲ့ရှေ့ခီးပန်းတိုင်းစီကိုတည်တည်မတ်မတ်ဦးတည်သွားနေတဲ့ငကားတစ်ကောင်လုံးပုံဖြစ်ပါတယ်ရှင်ကျမတို့ပအိုးအမျိုးသားအဖွဲ့ချုပ် PNO ပါတီရဲ့အောင်နိုင်ရေးဆောင်ဘုတ်ကတော့ပအိုးဘာသာဖြင့်ရှပ်ရှားလင်းကွန်းယမ်ထန်းထူအွန်ဝမ်ဆော့မဲနဂါယိုဖြစ်ပြီးတော့မြန်မာဘာသာဖြင့် ဒေတာဖွံ့ဖြိုးတိုးတက်ဖို့ငကားကိုမဲပေးကြစို့ဖြစ်ပါတယ်ရှင်။ဤကောင်ချုပ်အနေဖြင့်လာမယ့်2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ရန်မိမိတို့တန်ဖိုးရှိလာသောမဲတပြားကိုမှန်ကန်သော အတွေ့အခေါ်ကြီးဝသောခံယူချက်ထက်သန်သောစိတ်စေတနာနဲ့ကျမတို့ပအိုးမျိုးသားအဖွဲ့ချုပ် PNO ပါတီရဲ့လွတ်တော်အစင်းစင်မဲပုံးထဲကိုမဲထက်ပြီးကြပါရန်လေးစားစွာဖိတ်ခေါ်ရင်းညီကုန်ချုပ်အပ်ပါတယ်ရှင်။ ်ကြည်သူကြည်သားများအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။